အူရညာပြောင်းတယ်တော့ဘယ်လိုလဲတော့ကျန်ဟုတ်ကဲ့ဘာလို့ကြည့်ရကြလဲဟင်စပယ်လို့ပြောနေတာအူရညာပြောင်းတယ်တော့ဘယ်လိုလဲတော့ကျန်ဟုတ်ကဲ့ဟုတ်အဲထားတဲ့နောက်ွယ်ကစတော့ဈေးခွဲပညာပေးညှို့ဝှက်ချက်ခုနှစ်ခုအကြောင်းပြောမယ်။ online မှာအရန်ပြတ်သွားတယ်။ no for အဲထားတယ်။ အဆိုတော်ရဲ့နန်းအနေနဲ့ဗီဒီယိုပြန်ပါဇာနာကဘလို့ဖြစ်လာလဲဆိုတော့လူတွေတော်တော်များများပြောနေကြအောင်နန်းစုရဲ့ဒီဆိုးနဲ့နန်းစုရဲ့ဆိုကဒီကောင်လေးကိုသူ့ဆီကနေပြီးတော့နှုတ်နှုတ်သွားတယ်စနက်သွားတယ်ဆိုပြီးတော့နမကြီးနေအောင်ကြီးနေတော့အဲ့ဒါ तू ကမကြည်နိုင်လို့ကြောင်းအေးနန်းစုရဲ့ဒီဆိုးကစနက်လုံတော့မဟုတ်ပါဘူးဒါမှမဟုတ်နန်းစုရဲ့ဒီဆိုးကိုတိုင်ရမယ်ဗီဒီယိုတင်တာမတည်ပလိတ်တက်ရအောင်ဘလို့သဘောရပါလဲကိုမအောင်မရတာပါအာ နော် Norfolk အထားရဲ့အပေးကိုရှိတာနန်းစုရဲ့ဒီဆိုအပေးကိုရှိတာအာဒီအဆိုတော်အပေးကိုရှိတာဘသူအပေးပါလဲ Bobby Sosa အပေးကိုရှိတာခမမရတာပါအဲ့တော့ပြန်သွားတော့ပြောဖြစ်ချင်တော့ဘလို့ဖြစ်လဲဆိုတော့သူနဲ့ Bobby Sosa နဲ့အကြာကြီးတွဲတယ်တွဲနေချိန်မှာ Norfolk အထားစနက်သွားတယ်စနက်သွားသူသူနဲ့တွဲတော့ပေါ့နော်တွဲပြီးတော့အခု Nancy Lee ဒီဆိုနဲ့သူနဲ့တွဲနေကြနော် ။ drive နေကြအောင် तू อ่ะ snap လာတော်တော်တယ်။အခုကတထင်းနဲ့ तू ရေးစားဖြစ်နေတယ်။တထင်းက production company ပိုင်ပိုင်အဲ့တော့ तू ရုပ်ရှင်မှာထည့်ရပေါ့။အဲ့တော့ तू အမှုပညာကလုံးဝအောင်မြင်သွားတယ်ပေါ့။ပြောရမယ်ဆိုတော့နာမည်ကြီးသွားတယ်ပေါ့နော်။ပြောရမယ်ဆိုရင်ဒါ okay အဲ့တော့ဒီအရှုပ်တော်တော်ပုံနဲ့ stock sequence နဲ့ဘာဆိုင်ရဆရာ။ဟာအရင်ဆိုင်အောင်ပေါ့။နော်။အခြေရေးမှာလည်းတိစ္ဆာတရားရှိ။ stock sequence မှာလည်းတိစ္ဆာတရားရှိ။ တိစ္ဆာတရားဆိုပါတယ်အမှန်တရားပြောတာเนาะအဲ့တော့အမှန်တရားတွေကိုမသိဘူးဆိုရင် store ဈေးကွက်မှာပတ်စံရှုံမယ်အခြေအမှန်ပတ်စံရှုံမယ်လူတော်တော်များများအာကတော့ဒီကောင်လေးကအောက်ဖဲမလန်းတဲ့ဘောပြောကြတယ်เนาะဒီကောင်မလေးက snack ဆိုမကောင်းဘူးပြောကြတယ်เนาะဘသူမှားတယ်ထင်ပါလေပလေးတိုင်ရောနော်ကောမအောင်မှာရေးထားတယ်ပါဆရာတိပြောမှာဆိုရောဒါအချစ်ပညာမကျွမ်းတော့ကြောက သူကအချစ်ပညာကျွမ်းတယ်ဆိုရင် အောက်ဖဲလဲလှန်စရာအကြောင်းမှမရှိနော်စောစောကဟိုအမျိုးသမီး၃ယောက်လုံးကိုသူတပြန်နေတဲ့တွဲလို့ရမှာတပြန်နေတဲ့ရအောင်လုပ်မှာနော်ဘာကြောက်လို့ဆိုယောက်ျားကောင်ယောက်ျားမြတ်ဆိုရင်အောက်ဖဲလှန်စရာအကြောင်းမရှိကိုနဲ့ဘာပဲဖြစ်နေပါစေ one night stand ဖြစ်ဖြစ်နော်ဘလို့ပဲ one month one year ပဲဖြစ်ဖြစ်ဘာမှလှန်စရာအကြောင်းမရှိသူတော့ထိန်းထားနေမှာဆိုရင်ဒါဘာကြောက်လဲသူအချစ်ပညာကောင်းမတတ်တော့ကြောင့်လူတော်များများက နော်ချစ်တာချစ်ကြတယ်အချစ်ပင်အောင်ကောင်းမတတ်ကြအဲကြောင့်ဒုက္ခရောက်ကြနော်ရောက်အချစ်မှာဘာတစ္ဆာတရားရှိယောက်ျားလေးမှာဆိုရင်ယောက်ျားလေးတိုင်းလူလူကမိန်ကလေးအများကြီးလိုချင်ကြတယ်နော်တကိုးရှင်ပေါ်လာပြီးတော့ယောက်ျားလေးနဲ့မိတာမင်းကြိုက်တဲ့မိန်ကလေးယူရမယ်မင်းခုချစ်နေတဲ့မိန်ကလေးကမင်းကိုပြစ်မသွားဘူးချစ်အောင်မှဆိုရင်မနေရောက်ယူမလဲဆိုရင်ယောက်ျားလေးတိုင်းရတဲ့လောက်ယူမယ်ပြောမှာပဲဟုတ်တယ်မဒါတစ္ဆာတရားမိန်ကလေးကလည်း သူသူအထင်ကြီးရဲ့ယောက်ျားနဲ့အရက်သူထပ်ပိုအရက်ပိုရှင်ရဲ့ယောက်ျားနဲ့နော် သူအားကိုးရယောက်ျားနဲ့သူနေစားရဲ့ယောက်ျားနဲ့သူ emotional attractive ရဲ့ယောက်ျားနဲ့ကိုကြိုက်ဒါအစ်တစ္ဆာတရားပဲဘလို့မှပြောင်းလဲလို့မရနော်ဘလို့မှပြောင်းလဲလို့မရဆိုတော့သူ snack snack လုပ်လဲဆိုတာလည်းဒီကောင်လေးကိုကြိုက်လို့ပေါ့ဟုတ်တယ်မလားပြီးတော့တထင်းကိုလည်းဟိုးအဲတထင်းရတယ်ဟိုနှစ်ပေါင်းများဆိုတော့တွေ့နေကောင်မလေးရှိတယ်သူစီရလည်းလူပါလေကြာတယ်နော်အဲ့ဒါလည်းသူကြိုက်လို့ပေါ့ဟုတ်တယ်မလား ဒါသူ့တာလဲထင်လို့အဲ့ယောက်ျားလေးကို snap လုပ်လိုက်တာနော် emotion ဖြစ်တယ်ဆိုတော့စိတ်ထဲကနေပြီးတော့ snap လုပ်လိုက်တာအဲ့ဒါတစ္ဆာတရားပဲ तू ကလည်းမင်းကလေးများများရရယူယူမှာမဲ့နော် तू ၃ယောက်ကိုတပြန်တည်းယူမဲ့ပညာအချစ်ပညာမတက်လို့ဒါ तू ၃ယောက်ကိုမယူလားတော့ तू ကဆရာစီကအချစ်ပညာကောင်းတတ်မှာဆိုရင် तू ၃ယောက်ကိုရမှာနော်အဲ့ကြောင့်အရန်ကြီးကြည့်ဒါအချစ် channel မဟုတ်အဲ့ပညာတင်ခြင်းဆရာစီကအချစ်ချန်တယ်မသွားဘူး subscribe လုပ်တာမှာเนาะအဲ့တော့ stock sequence မှာလည်းလူတော်တော်များပတ်သက်ရှုံးကြတာနော်အဲ့တော့ဘာဆိုင်လဲပြောမယ် stock sequence ကသစ္စာတရားရှိနော် most people in the world ကမ္ဘာမှာရှိလူတော်တော်များများ stock investing ကအလိန်လို့ထင်ကြတယ် scam လို့ထင်ကြတယ်ဒါအမှန်တရားပဲနော်ကိုမသိတဲ့အရာကိုအလိန်လို့ထင်တာဆိုအမှန်တရားပဲအော်တချို့တော့မှန်တယ်တချို့လူကအဲ့ဒါကိုလူတွေပတ်စံလောဘမူတည်ပြီးတော့လိန်စားကြနော် အမှန်တော့ stock investing ပါတယ်ကုမ္ပဏီကိုဝယ်ထားတာပါเนาะကုမ္ပဏီကိုပိုင်ဆိုင်တာအဲ့ရောရိုးရိုးပစ္စည်းဝယ်ရတဲ့ဘာမှမကွာပါဘူးเนาะအိမ်ဝယ်ရတဲ့တူတူပဲเนาะကုမ္ပဏီဝယ်ထားတာ stock share investment လို့ဆိုတာเนาะ stock share ကောင်းလို့လည်းမဆိုရင်အိမ်ဝယ်ထားတယ်အများကြီးပိုတာတယ်ပိုတာနေတယ်เนาะဒါလည်းလူတော်တော်များများမသိကြဘူးအကြောင်းသူတခါမှမမွဲဘူးကအင်ဂျင်ဝယ်နေဆိုလွယ်လွယ်လေးပဲအင်ဂျင်ကလူတော့ဝယ်ဘူးပဲ နော်ကယ်ကူလေတာဝယ်တယ်ဆိုလူနှောက်ဝယ်မှုတဲ့အော်တစ်တီးတွေဝယ်တယ်စံတွေဝယ်တာဒါလူနှောက်ဝယ်မှုတဲ့အဲတော့ဒါမျိုးအလင်းညာမထင်ကြဘူးဒါပေမဲ့လူတစ်ခါမှကုမ္ပဏီမဝယ်ဘူးအဲတော့မဝယ်ဘူးရဲ့အရာမသိတဲ့အရာဆိုအလင်းညာထင်ကြဒါတဘာဝပဲဒါအဲ့ဒါကိုတချို့လူတွေအလင်းတကယ်အလင်းနေရတဲ့အတုံးချပြီးတော့နေတဲ့လူတွေရှိတယ်အလင်းခံရလူရတယ်ပညာမတတ်တဲ့ကြောင့် store ရှင်ပညာမတတ်တဲ့ကြောင့်ဒါတစ္ဆာတရား နမခွန်နဲ့เนาะအချစ်သားတဲ့အလိုပဲလူတွေကမချစ်ရဲကြဘာကြောင့်ဆိုအတဲခွန်မှာကြောက်ကြတယ်เนาะတစ္ဆာဖောက်ခံမှာကြောက်ကြတယ်ဒါမင်းပြန်စဉ်းစားလိုက်ယောက်ျားလေးတစ္ဆာတရားဟိုတိထားမှာဆိုရင်ယောက်မိန်းကလေးပဲရတယ်ဘာမှအတဲကွဲစရာအကြောင်းမရှိအောင်ဒါယောက်ျားတဘောကမိန်းမအများကြီးလိုချင်တာယောက်ယောက်ျားလေးကဘလောက်ပဲအတဲကြီးကြီးအတဲငယ်ပြီးချောတယ်မိန်းကလေးလိုချင်ဒါတစ္ဆာတရားပဲအဲ့လောက်အတိရအတုံးချတတ်မှာဆိုရင် မင်းကလေးဈေးအကောင်းဆုံးရချင်ဆိုရင်အတိတ်ငယ်ငယ်နဲ့ရုပ်ချောဆိုဖြစ်တဲ့အချိန်မှာအကောင်းဆုံးယောက်ျားကိုရအောင်ယူထားမယ်။ No for error ပေါ့ဟုတ်ပါဒီအမျိုးသမီးကတထိန်ကြီးကို snap လုပ်လဲအာသူအရန်အမှုပညာအောင်မြင်သွားတယ်။နော်သူအရွယ်ရှိလို့အတိတ်ငယ်လို့ရုပ်ချောလို့မရလားနော်သူအသက်30 40ဆိုရင်ဘယ်သူမှလှဲမကြည့်အောင်ဘူး။50 60ဘယ်သူမှလှဲမကြည့်အောင်ဘူး။နော်အဲ့ဒါကိုတိထားမှဆိုရင် ခြေရာလောဝကြောက်စရာမလိုတော့လောဝကြောက်စရာမလိုရောင်ကြားလေးရတယ်မိန်းကလေးကတူးတဲ့တာလာတူးတဲ့ရက်ရှင်ရောင်ကြားလေးသူ့အာကိုရရောင်ကြားလေးနေစားရောင်ကြားလေးသူ့စိတ်ထားမှာ emotion ဖြစ်တယ်အထွတ်တပြည့်ရောင်ကြားလေးကိုကြိုက်တယ်ဆိုရင်တူးတဲ့တာအောင်ကြိုးစားမယ်သူ့နေစားတဲ့ရောင်ကြားလေးဖြစ်အောင်လုပ်မယ်သူ့ emotional နော်ကောင်းကောင်းပန်သွင်းနိုင်တဲ့အရေးချင်းရှိတဲ့အချစ်ပညာတင်မယ်အဲ့လားဆိုရင်အချစ်ရင်းမှာအတဲခွဲစရာအကြောင်းမရှိတော့ ယောက်ျားလေးနေအဲ့ main လေးကိုတစ္ဆာဖောက်စီကလုံးဝအကြောင်းမရှိတော့နော်အဲ့အကြောင်းတစ္ဆာတရားတိထားမှဆိုရင်အခြေပဲဖြစ်ဖြစ်စတော့ရှယ်ယာပဲဖြစ်ဖြစ်ဘာမှကြောက်စရာအကြောင်းမရှိပါဘူးโอเคဒါတစ္ဆာတရားနံပါတ်9တစ္ဆာတရားနံပါတ်6ပါတယ်နော်ညှိုးဝှက်ချက်နံပါတ်6အာလူတော်တော်များများတာမန်ယောက်ျားလေးတွေပဲတွေ့ကြအာကိုအာချိတ်တော်ပါပြီကိုအဲနော်အာ view site တော်ပါပြီဘာမှမဟုတ်ဟာ ကြည်နေကြကိုတယောက်တည်းထားရတော့ပါပြီဘာမှမရှိယောက်ျားလေးကကိုတယောက်တည်းထားမှပြောဘာကြောင့်သူ့မှာဒါပဲပြေးစားရှိအောင်ဟုတ်တယ်မလား तू ကအများကြီးရှိနေမယ်ဆိုအောက်ပြေးစုံနေမယ်ဆိုတယောက်တည်းထားမယ်ဆိုခတိပေးမှာမဟုတ်ဘူးเนาะအာအဲ့ဒါကြောင့်ပြီးတော့တာမယ်ယောက်ျားလေးတော်ဒီယောက်ျားလေးနောက်9နှစ်10နှစ်ကြာရအနှစ်20ကြာအောင်မြင်ပါအဲ့တော့အခုကဘာမှပတ်စံမရှိနော်ဘာမှမရှိဒါစိတ်နဲ့တောက်တယ်အရက်တောက်တယ်ရောင်းကစားလို့အဲ့လားအော် तू နောက်9နှစ်10နှစ်ကြာပြင်ပါပါပဲဆိုပြီးတော့ထင်ပြီးတော့တွေ့အဲ့မင်းကလေးဒုက္ခရောက်ပြီ နော်မွဲပြီးဘဝပြက်ပြီး stock sequence အဲ့လိုပဲလူတော်တော်များများ stocks company account ထိဆုံး company မွဲရအောင်နော်သူဝယ်ရဘယ်လိုမှ company ဝယ်တယ်အိုးအရင် hot ဖြစ်နေ company ဝယ်တယ်ပြီးတော့ဟိုအိုးနောက်50နှစ်နောက်နှစ်20 30ကြာဒီ company ကဘောင်းကအကောင်းဆုံး company ဖြစ်မှာအဲဆိုတော့ကောင်းပါလေးလို့ပေါ့အာ तू အခုလက်ရှိတော့စနစ်တောက်နေမှာရက်တောက်နေမှာနောက် နောက်နေ့စနေ့ငါလက်ခဲကြရင်တော့ပြောင်းသွားမှာပါဆိုပြီးတော့အဲတွဲတယ်အဲ့ကျဘဝပြက်တဲ့မိန်းမလေးအများကြီးပဲနော်စအကြီးတွဲလို့ကအိုးသူသူခွေးခွေးကလေးကြောင်ကြောင်ကလေးတို့ရိုက်တယ်ပြီးပါရဲ့ကားတွေပါရဲ့ဖြတ်မောင်းလဲဆိုဒေါနာထွက်ပြီးရိုက်တယ်အော်သူစိတ်ခုငယ်သေးလို့ဒေါနာမထိန်နိုင်ရမှာအသက်ကြီးတာဒေါနာထိန်နိုင်မယ်ယူရတယ်သူရယူပြီးတော့ပါးလေးကြိုးတယ်နော်အယိုးကြီးကြိုးတယ်ဒုက္ခရောက်တယ်အော်ကွဲလည်းမကွဲနိုင်ဘူးအာဘာကြောင့်ဘသူအပြစ်လဲ investor တွေအပြင် main client တွေအပြင်เนาะ company ရဲ့အဲ့လိုပဲပတ်စံရှုံးမယ်မကောင်း company တော့ဝယ်တော့ပတ်စံရှုံးအောင်ဘယ်သူအပြင်လဲဝယ်တဲ့လူရဲ့အပြင်เนาะဝယ်တဲ့အပြင်အားရကြောက် company ဝယ်မယ်ဆိုရင် stock share ဝယ်မယ်ဆိုရင်အကောင်းဆုံး company ပဲဝယ်เนาะအတုံးမကျ company ကို better မဟုတ်ဘူးလေရိုးရိုး company ရဲ့လုံးဝမဝယ်နဲ့เนาะယောက်ျားလေး main client ယူမယ်ဆိုရင် main client ရယောက်ျားလေးရှာမယ်ဆိုရင်မိန်းနှံတာအာ ယောက်ျားကောင်းယောက်ျားမြတ်ပညာရှိယောက်ျားပဲ you နော် you တာမန်ယောက်ျားဟဲ့တဦးဒီတော့မိန်းမဖြစ်တာဆိုင်စောစောပညာရှိနော်မိနန္ဒာစိတ်ထားကောင်းပြီးတော့ယောက်ျားကောင်းယောက်ျားမြတ်နော်တဘောရပြေဝယောက်ျားရဲ့၁၀ရောက်တော့တဲ့တယောက်မိန်းမဖြစ်တာပူတာတယ်နော်ဒါကုမ္ပဏီကအဲ့လိုပဲအရန်ကောင်းကုမ္ပဏီကိုဈေးကြီးပို့ပေးရတာနော်အရန်ကောင်းကုမ္ပဏီကိုဈေးကြီးပို့ပေးရတာ ရိုးတာမန်ကုမ္ပဏီတို့ဈေးအရန်တက်တက်တက်လာ discount ရတယ်ပူတာတယ်နော်အဲ့ဒါမှလားအတစ္ဆာတရားနံပါတ်6တိုးဝက်ချက်နံပါတ်6နော်ပြီးပါရဲ့နံပါတ်5လူအများစုကသူ store share ဈေးတန်ပါဆန်20%တတိပါဆန်ဒါမှမဟုတ်သူထက်ပိုပြီးကြာမှာမဟုတ်သူဘာလို့မှမသိတော့ပြပြတလက်ဖြစ်နေပြီဈေးကြည့်ဈေးစီရောင်းရမလားရောင်းရမလား နော်ရောဒုက္ခပဲဒုက္ခပဲအလုံးလည်းမလုံးနိုင်အစားလည်းမစားနိုင်ပြတ်နေပြီအော်အုတ်တော့ပါပြီ stock ဈေးခွဲတာအာတကယ်အလိမ်မမချမ်းသာနိုင်ပါဘူးလူတွေပတ်ဆက်ရှုံးကြတာပါနော်အာဘာလို့မှမသိဘာကြောင့်လဲဆိုပညာမတတ်တဲ့တကြောင်နော်ကိုအိမ်ဝယ်ထားဆိုအိမ်ဈေးကိုနေလိုက်ကြည်တာကိုအိမ်ဘယ်ဈေးဖြစ်နေပြီဟောကိုအိမ်မနေ့ကဝယ်ထားတာ3သိန်းနော်ဒါဒီနေ့ကျတော့2သိန်းကိုတော့ဖြစ်သွားပြီတထောင်ရှုံးသွားပြီအိမ်ချင်းပြန်ရောင်းလာမရောင်းမလားမရောင်းမလားဟုတ်လားမှာ ပြီးတော့ရေအိုးကိုယ့်ရဲ့ handbag အေးဝယ်ထားလဲ handbag ဝယ်ပြီးတော့အိုး handbag တထောင်ဒေါ်လာတထောင်ဝယ်ထားလဲအိုးဒီနေ့ဝယ်ပြီးရချင်းဒေါ်လာ900ဖြစ်သွားပြီလေနော်ဈေးလုံးကြည့်တာမကြည့်ဘူးလေဟုတ်လားမလားနေရကြည့်တာ handbag အေးဝယ်ရင်ချင်းနေ handbag ရဈေးကြမှာမယ်ဟုတ်လားမလားအများစုကဈေးကြတာမယ်နော်ဟို jacket ဝယ်လာရ jacket ဝယ်ပါဒေါ်လာတရားလည်းဝယ်လာတယ်ပြီးတော့ဈေးနောက်နေ့ကျတော့ဈေးဘယ်လောက်ဖြစ်သွားလဲတော့ကြည့်တာမကြည့်ဘူးမလား ကျင်းနေရတော့ဒါရီဂျက်ကက်လို့ဟမ်ဘတ်ဝယ်ဆိုဈေးကကျမှာကျင်းနေကုမ္ပဏီကပတ်စံများများရနေနေဈေးကပြန်တက်မှာပဲပတ်စံရဖို့အရေးကြီးอ่ะအဲ့တော့ဂျက်ကက်လို့ဟမ်ဘတ်အဲ့လိုဝယ်တာဆိုင်ကုမ္ပဏီဝယ်တာစတော့ရှယ်ဝယ်တာအများကြီးပူကောင်းတယ်နော်ဘာကြောင့်လဲဆိုဝင်ဝင်ရရတဲ့ကြောင့်အဲ့ကြောင့်နေတတ်မချက်တဲ့တော့စတော့ဈေးဝယ်တက်တက်ကြကြကိုစိတ်ပူစရာလိုอ่ะပူစရာမလိုဘူးနေတတ်ပြရဆိုအဲ့ကိုဈေးကျသွားရင်ပူဝယ်ဖို့ပဲကြည့်ရဖြစ်ရမယ် နော်ကောင်းတဲ့ကုမ္ပဏီရော under value ဖြစ်နေချင်းဈေးအရန်တန်တန်ဈေးနဲ့ဝယ်ထားဆိုရင်ဥပမာထားတော့ဗောအဲ့ကုမ္ပဏီတခုကနော်အာဒေါ်လာ200တန်တယ်ကိုဝယ်ထားကဒေါ်လာ180နဲ့ဝယ်ထားတယ်180အခုက130ဖြစ်သွားတယ်ဆိုရင်ထောက်ဝယ်မှာဗော200တန်ကုမ္ပဏီတွေကိုဝယ်တာ180ဝယ်တာလေဈေးကတော်တော်လေးကောင်းနေတယ်ဒါပေမဲ့130ဖြစ်သွားတယ်100ဖြစ်သွားတယ် ထပ်ဝင်มาဗောတန်လာဗောဟုတ်တယ်မလားဟုတ်တယ်မလားအဲ့အဲ့အတွက်ပဲဈေးရစစ်ရမယ်ကျန်တဲ့အတွက်ဈေးစစ်စရာအောင်အကြောင်းမရှိဘူးเนาะခေနောက်တစ္ဆာတရားနမတ်ဘယ်လောက်လဲနူတွေကဂျက်ကက်ကတရားတဲ့ဂျက်ကက်ကဖုန်းဆက်ဖြစ်တော်မှာဆိုရင်အလူရဝယ်ကြမှာเนาะအလူရဝယ်ကြမှာဒီစကောက်ပြေဆိုအလူရဝယ်ဒါပေမဲ့တရားတဲ့စတော့ရှယ်ယာလာ90ဖြစ်တော်မှာဆိုရင်လူရမဝယ်ကြတော့ เนาะဒါတိစ္ဆာတရားနံပါတ်၄ပဲမဝဲကြတော့မဝဲကြတော့ဒါပေမဲ့တရားတန်စတော့ရှယ်ယာ300အထိတက်သွားမှဆိုရင်လူရဝဲကြเนาะကုမ္ပဏီတန်ဖိုးကမတက်ဘူးဈေးကတက်သွားဈေးကပိုပေးရတာเนาะတရားဟုတ်300လည်းပိုပေးရတာเนาะအဲ့လာဟိုဝဲကြတယ်အဲ့ကြောင့်လူတွေပတ်စာရှုံးတာပေါ့ဟုတ်တယ်မလားပတ်စာရှုံးအောင်ပေါ့အဲ့ကြောင့်အတ္တစာတရားနံပါတ်၄ညှို့ဝဲချက်နံပါတ်၄ ဟေးနံပါတ်3ကြည့်မယ်လူတွေကများသောအားဖြင့်လူလိုက်လူတွေဝယ်နေပြီဆိုမှပဲလိုက်ဝယ်ကြเนาะများသောအားဖြင့်အားထိတ်ဆုံးရောက်နေပြီဈေးတော့ကြာဖို့ပဲရှိတော့เนาะဒါပေမဲ့လူတွေက stock ဈေးကထိုးကြတယ် stock share အောက်ကြတယ်ဟာမဝယ်နဲ့မဝယ်မကောင်းမကောင်း stock share ကြနေကြနေအဲ့လိုပြောရင်လူတွေမဝယ်တော့เนาะအဲ့ဒီအချိန်ကအောက်ဆုံးရောက်တဲ့အချိန်ဖြစ်နေပြီအဝယ်လို့အကောင်ဆုံးအချိန်တွေဖြစ်နေပြီ ဝယ်လို့အကောင်းဆုံးအချိန်တွေကိုနူးရမှာပဲကြောက်မဝယ်လို့အကောင်းဆုံးအချိန်ဆုံးနူးရအလူရဝယ်ကြအာ stock sequence တစ္ဆာတရားနံပါတ်3ညှို့ဝှက်ချက်တစ္ဆာတရားနံပါတ်3နော်အရန်အေးကြီးဟေးအဲ့တော့နံပါတ်200ပါလားတစ္ဆာတရားနံပါတ်200ပါလားလူအများစုကရေမကူးတော့ဆိုရင်ရေတော့မစင်ကြဘူးကြောက်တယ်တိမ်မှကြောက်တယ်ဘယ်သူမှရေတော့မစင်ရေမကူးတော့မသိဘူး ဒါပေမဲ့ stock share အကြောင်း stock investing တင်တာမတက်ပဲနဲ့လူရ stock share ကို investment လုပ်ကြတယ်အဲ့ဒါတော့လက်မလို့နော်လက်မတုံလုံးပါမယ်သူ stock share တင်တာတက်လာတာသူအများကြီးပတ်စံကုန်နေထင်းကြတယ်ဒေါ်လာ၄900 1000အများကြီးကုန်နေထင်းကြသူမသိရတာအဲ့လိုမတင်ရတဲ့ကြောင့် stock share လုံးမှာဆိုရင်ဒေါ်လာတောင်းချီတင်းချီရှုံးနေဆိုတာသူမသိကြဘူးနော်ရေမခုတက်ပဲနဲ့ရေသက်စိတ်မှာဆိုရင်ရေတိမ်နေတယ်ဆိုတာကြားဝင်မှာရေတိမ်နေအောင်မှာနေတယ်နော် လွယ်လွယ်လေးရမှာနေတရမယ်။နော်ပင်လယ်နဲ့ခုံစင်းဆိုသွားပြီးတော့နော် stop sequence ဆိုပင်လယ်ကြီးနဲ့တူတယ်။ပင်လယ်ခုံစင်းကတူတယ်ပဲတေးမှာပဲအဲကြောင့်ဒါကြောင့်လူအများစုကပတ်စံရှုံးတာ။ဘာမှမဆောင်ဘာမှတနာစရာမလို့ stop sequence ပတ်စံရှုံးလို့လူ။နော်အဲ့ဒါကြားပြီးဘာမှကြောက်စရာမလို့အခုဆိုကြောက်အဲ့ဒါကြားလိုက်ပြီးဆိုတော့ဒီကောင် stop share ပင်ညာမတင်ထားလို့ပဲမှတ်လိုက်။နော်အဲကိုတင်ထားဆိုရင်သူ့ထက်ပိုမြတ်မှာမှတ်ထားတဲ့ stop sequence တစ္ဆာတေးတာညှို့ဝှက်ချက်နံပါတ်1 ပါတယ်လူတွေအားလို့ကအချိန်အရန်ဆွဲကြတယ်နောက်ကြမှာစကြအချစ်မှလည်းလို့ပဲနော်စတော့ဈေးဘက်မှလည်းမဟုတ်ဘူးအချစ်မှလို့ပဲမင်းကလေးကတန်မှုအရှိဆုံးချိန်ကအငယ်အတက်ငယ်တဲ့ချိန်ရုပ်အလားဆုံးချိန်အဲ့လောက်မရှာကြအောင်ကောင်းရောင်ကြအောင်မရှာကြအောင်နော်မကောင်းရောင်ကြရင်လည်းချိန်ဖြုန်းကြတယ်နော်ဒီယောက်ျားလေးဒီကုမ္ပဏီနောက်အနှစ်20 30ကျော်ကောင်းပါမှာဒီယောက်ျားလေးโอเคအခုအရက်တောက်တယ် နော်စိတ်နဲ့တောက်တယ်လောင်းကစားလုပ်တယ်အော်နောက်ငါနဲ့နှစ်နှစ်သုံးနှစ်တွဲသွားရင်ကောင်းပါပါဆိုပြီးတော့တွဲကြတယ်နော်အမတူးလုံးတင်ရတာအတော်ဆုံးယောက်ျားလေးဆိုတော့ no for error အရန်ချန်တာယောက်ျားလေးကို snap လုပ်တယ်နော်သူရုပ်ရှင်ကုမ္ပဏီထုတ်တယ်သူရုပ်ရှင်မြိုင်းထုတ်တယ်သူအောင်မြင်ရတယ်အအခြေအမှာ तू ကစာရင် snap လောက်တာများတော့ तू ပညာတက်လာဩနောက်ဆုံးဘယ်ယောက်ျားကိုယူရမလဲ तू သိပါအချစ်ပညာစန်တာစန်တာမိတက်ဒါပေမဲ့ तू အချစ်ပညာအရင်ဆုံးမတင်ထားတဲ့လူကြောင့်နာမည်ပြက်တာပေါ့ စနက်မဆိုပြီးတော့နံမပြတ်တာပေါ့ဟုတ်တယ်မလားအချစ်ပညာကဆရာရွှေရှိမှာအစားရတင်သားမှဆိုရင်သူနံမပြတ်ဆရာအကြောင်းလုံးမဖြစ်ဘူးဒါရင်းဒါရကြည့်ပြီးရွေးတယ်ရွေးပြီးတော့အရကင်အဲယောက်ျားလေးတော့နော်ဟောရမ်းချမ်းသာယောက်ျားလေးပဲရွေးအာယောက်ျားကောင်းယောက်ျားမြတ်ပညာရှိယောက်ျားနော်စိတ်ထားကောင်းအောင်မယ်သဘောထားပြည့်ဝအောင်မယ်ကိုယ့်အပိုင်းကိုယ် support ပေးနိုင်အောင်မယ်နော်အဲ့လိုမျိုးယောက်ျားမျိုးရွေးမှဆိုရင်သူအစောကြီးကသူဒီထပ်ပူအောင်မြင်မယ်နံမပြတ်ဆရာအကြောင်းမရှိတော့ပြီးတော့ ြောမရဘူး तू စလိုက်တော့ကယောက်ျားလေးရယ်အော်ဒီတော့ရှုပ်ရှက်ခတ်ရတယ်အရင်ကဇန်လန်းရှုပ်ရှက်ခတ်ရတယ်ဆိုအဲ့ no fall အဲ့ဒါကိုအော်အချိန်မရွေးပြန်ပြစ်နိုင်ရပဲ तू နောက်လိုက်ရပြီကွာအဲ့ဒီစွတ်စွတ်ကအရန်ချမ်းသာတထိတ်ရဆရာစီမှာအချစ်ပညာတင်တဲ့လာတက်နေမှာဆိုရင်ဟာ no fall သူယူတော့မှာမဟုတ်တော့နော်အဲ့လားကြီးကြောင့်အရေးကြီးရအချစ်ပညာတက်ဖို့အရေးကြီးအချစ်ရီးစားစမထားခင်အချစ်ပညာတက်ရမယ်ယောက်ျားလေးဖြစ်မင်းလေးဖြစ်ဖြစ်ဆရာအချစ်ချင်တယ်မှာသွားတင်အချစ်ဆရာအချစ်တင်တိုင်းတင်တိုင်း เนาะ store share လို့ပဲဘာမှမလုပ်ခင် store share ပညာတတ်အောင်အရင်ဆုံးတင်ရမယ်အဲ့ဒါမှကိုကပတ်စံရှုံးမှာမဟုတ်ဘူးเนาะရှုံးမှုကအရင်နဲ့ပါလူအများစုကနောက်ကျမှစာကြယောက်ျားလေးရဲ့အလိုမှာเนาะအချစ်လည်းယောက်ျားလေးရောအချိန်ရှိရှိနေအသက်အစိတ်နစကောနစရှိနစကော30မှာစတယ်နောက်မကြလေပညာအမြင်များတင်းမှုအရေးကြီးတယ်เนาะအထူးသဖြင့်မိန်းကလေးကအချိန်ဆွဲရေ तू က तू ကအချိန်ကပို့ပြီးတော့ တတ်မှုရှိမင်းရဲ့အတွက်ချစ်ရနော် stocks ဈေးကွက်လို့ပဲနောက်ကြမှာစရင်ဒုက္ခရောက်တယ်နော်ပြောပြမယ် okay ဆရာပြောတယ်လို့အတက်ရရှိနေစင်ဂျွန်တက်အရင်စမယ်နော်20ပဲထားပါလို့နော်20 20ရစမယ်တရက်ကိုဒေါ်လာ30ပဲ investment လုပ် SMB 5ပဲမှာနော်ဒေါ်လာ30 30ပဲထည့်အဲ့တော့စရင်ထည့်တယ်ဆိုအကောင့်ဖွင့်တိုင်း300ထည့်မယ် okay ပြီးပါရင် အာတလားတလား300ထက်မယ်300 300စီမထက်မယ်เนาะ300 300စီမထက်မယ်36နှစ်ကြာပါမှာဆိုရင်ဘယ်လောက်ဖြစ်မလဲတော့ဒီမှာနံပါတ်ရှိရ36နှစ်တတိ6 years တနှစ်ကို10%ရတယ်မထား stock saver အများတော့ပဲ average တနှစ်ကိုအာ10%ရတယ်မထားတော့ SM 500အဲ့ဒါဆိုရင်36နှစ်ကြာပါရင်36 years เนาะ36 years ကြာပါမှာဆိုရင် 1မီလီယံကျော်ပါပြီ။ညီညာလာဖြစ်သွားပြီ။အသက်20ဆာ investment လုပ်ရဆိုရင်56နှစ်မှာမီလီယံလာဖြစ်မယ်။10နှစ်အစပြီးတော့ investment လုပ်မယ်ဆိုရင်ဟဟ46နှစ်မှာမီလီယံလာဖြစ်မယ်။30ဆိုတော့အပြင်မှာတနတ်ထွက်မစားနဲ့အိမ်မှာပဲချက်စား။နော် startup တွေကမဝယ်မတောင်းနဲ့ဒေါ်လာ30ပဲတစ်နှစ်တစ်နှစ်အဲ့တော့ store share မှာထည့်မယ်ဆိုရင်မီလီယံလာဖြစ်ပြီးဒါစောစောစမှာ အသက်30ဆမစမှာဆို66နှစ်ဖြစ်သွားပြီအသက်40ဆမစမှာဆိုရင်86နှစ်မှာမိနေတာဖြစ်မှာနော်အဲအကြောင်းအရန်အရေးကြီးစောစောစားဖို့အရေးကြီးတယ်ပြောပြောဟုတ်ကဲ့ဆရာကျွန်တော်ကျမ36နှစ်မရှိတော့ဘူးအသက်ကြီးတာဆိုတော့10နှစ်နဲ့မိနေတာဖြစ်လို့လုံးရတာရတာဗောနော်10နှစ်ပြောင်းလိုက်မှာဒီမှာ10နှစ်10နှစ်နော် ကဘာပတ်အမေရိကန်မီနေနာ stop ပညာရှင် channel ကိုကြိုဆိုပါရယ်။မင်းတွေကကြည့်နေကိုမအောင်ပါရေးတာပါ။နော်။ Hey ။ရပါဆယ်နှစ်ဆိုရင်တလ300နဲ့တော့ရတော့မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ဆယ်နှစ်တလ300ပဲပုံမှန်ထည့်မယ်ဆိုရင်ဘယ်လောက်ပဲဖြစ်မလဲ။9000-8000ပဲဖြစ်မယ်။နော်9000-8000ပဲဆယ်နှစ်မှာအဲ့ရောမီနေနာဖြစ်မှာမဟုတ်ဘူး။အဲ့ရောတလဘယ်လောက်ထည့်ရင်မီနေနာဖြစ်မလဲ။အာ9500ဒီနံပါတ်တွေ့ရ ။ဟာစရင်အကောက်ဖွင့်300ထက်ထည့်ပြီးပါရင်9500ထက်မယ်။နှစ်တိုင်းနဲ့တန်ပါဆင်ရမှာဆိုရင်10နှစ်ဆိုဘယ်လောက်ရမလဲ။ calculator 1.052 million ရပါပြီ။နော်အဲ့တော့နောက်ကြမှာစရတဲ့အသက်40မှာ50မှာ retire လုပ်ချင်ဆိုရင်တစ်လတစ်လဘယ်လောက်ထည့်ရမလဲဆိုတော့9500ထည့်ရမှာဖြစ်ပါလေ။နော်အဲ့ဒါမှာ stop sequence တမှာအိုးထိုးကြရလို့ကြောက်ပြီးရောင်းလိုက်မှဆိုသွားပြီးနင်းနာပါပြီเนาะပြန်ထိုးတက်တဲ့ဆယ်ရက်လွတ်သွားမှဆိုရင်ဒါရလာမှာမဟုတ်เนาะကြောက်ပြီးရောင်းထုတ်လိုက်မယ်အရှုံးပေါ်ပါမယ်ဒါမှမဟုတ်မကောင်းမကောင်းတဲ့ stop share မှာရောင်းဝဲမိမယ်သွားပြီးတက်တက်လို့เนาะအလုတ်ကနေပြီးတော့အနားယူရမှာမထင်တဲ့တော့အကျွေးတွေတက်တက်လို့တည့်ရက်ထိအလုတ်လုပ်ပြီးတော့เนาะအဲကြောင့်အမှားအရန်ဈေးကြည့်တယ်เนาะပညာတင်အားအရန်ဈေးတက်တာလေ အမှားတစ်ခုလုပ်မိနိုင်ဈေးကအကြီးဆုံးပဲနော်အဲ့ရဒီလိုတက်မဆက်ရဘူး SMB 5ကပုံမှန်ထဲတာထဲတာဘာမှမထုံနဲ့ဘာဘာတက်တက်ကြက်ကြက်ဘာမှဂရုမဆိုင်နဲ့ဒါ SMB 5လို့အင်ဇမ်မပေးရနော်အင်ဇမ်မပေးရโอเคအဲ9500ဆရာအရင်များလို့ကျွန်မကတလားမှာလကအဲ့လောက်9500ပဲရတတောင်းရှောင်းရောင်းမှာအခုရင်းမှာဖြစ်သွားတဲ့9500ရောင်မကြံနဲ့အိမ်စေးစားစေးဘယ်မှာတော့ပြေးမလဲကိစ္စမရှိဘူးเนาะ stock investing call option put option advance option ပညာသင်ရမှာဆိုရင်เนาะဆရာက100%ရဘူးလေเนาะဒါ option เนี่ยအများကြီးတုံးတာ individual เนาะတစ်နှစ်ထက်မှာပဲ2024ကတစ်နှစ်ထက်မှာ100%ရတာ stock investing call option put option advance option ဒီပညာလေးမျိုးတုံးပြီးတော့ရတာဒီမှာဆို four works ဆိုရင်အာ stock investing ပညာပဲတုံးရများတယ်เนาะကျန်တဲ့ option တွေတိတ်ပြီးတော့မတုံး နော်အဲ့ရော63%ရတယ်။ Okay အဲ့အဲ့ရောဆရာထက် store share option မှာတော်လည်းမရှိဘူး။အဲ့ရောဆရာစီမှာပညာတင်လိုက်မယ်။အဲ့ရောဆရာနဲ့သုံးဖို့သုံးဖို့ခြေပြားမှီကျင်းလိုက်ပြီ။နော်100%ရစမလို့ဆရာနဲ့သုံးဖို့သုံးဖို့အဲ့ရော30%ရကျင်းလိုက်ပြီ။နော်30%ဆရာမရနိုင်ဘူးလား။စ조사ရတယ်ပြေစ조사ရတယ်။တူမနေနိုင်နိုင်မယ်ဆိုရောဖြစ်နေတာပေါ့။နော်လူလားဖြစ်မလားဆိုလူလားမဖြစ်ဘူး။30%ရထား။ Okay 30%ဆိုရင်အဲ့ဒါဆိုရင် တတိပတ်ဆက်ရမဆိုရင် okay 9500မထည့်တယ်ဒါအဲ့ဆိုဘယ်လောက်ရမလဲ9500ဆိုတတိပတ်ဆက်ဆိုရင်အာ calculator လာဟာ2.817 million ဖြစ်သွားပြီစနေမှာတွေ့လား2.817 30နှီးပါကွာပါ30နိမ့်ပါကွာပါဆော့1မိနစ်ကျင်တော့ပြန်30နိမ့်ပါရတော့အဲ့တော့9500မထက်ချင်ဘူးဆရာအဲ့တော့အနည်းဆုံးဘယ်လောက်ထည့်ထားမှာလဲအာ1မိနစ်ရမှာလဲဆရာအဲ့ဒါဆိုရင် 1950တွက်လိုက်1950ထည့်တာမဆို10နှစ်ဆိုရင်ဘယ်လောက်1မီလရပြီအများကြီးကွာပါတော့65%ကိုတက်တာဝါရတော့9500ထည့်ရမှာစား1950ပဲထည့်စရာတော့65%ကိုတက်တာဝါပညာလေးတစ်ခုတင်ယူလိုက်ရတယ်နော်ဒီပညာလေးခုလေတင်ယူလိုက်ရတယ်တနင်္လာမှာချက်ချင်းပြီးအောင်တယ်နော်အချိန်မစွဲနဲ့ဖြစ်နေမှာဆိုရင်2လ3လနဲ့ပြီးအောင်တယ် ပြီးရပြီးရလို့ရှိရဆရာတင်တယ်မှာတင်ပြီးတော့နှစ်နှစ်သုံးနှစ်နဲ့ဒေါ်လာတိန့်ချီမြတ်သွားတဲ့လူအများကြီးစစောတင်တယ်လို့ကြောက်နော်စစော stock secret ကြားတဲ့အချိန်မှာမကြောက်ဘဲနဲ့တင်အခု stock secret ကြားလို့လူကကြောက်ပြီးဘာမှမတင်တော့အားရ stupid တယ်နော် stock secret ကြားလိုက်တဲ့မြေများတင်ယူပြီးမြေများ investment လုပ်နေကိုကပို့ပြီးတော့ချမ်းသာမှုတွေပိုများလိမ့်မယ်ဆရာတပည့်တွေကမှ stock secret ကြားနေကြတင်ပြီးတော့ နော်နှစ်လသုံးလတင်ပြီးလုပ်ရဆိုအခုတင်းချီမြင်သွားတင်းချီမြင်သွား ASM retire လုပ်ဖို့လုပ်နေဘူးသူနော်အဲ ASM ဘာမှအလုံးမလုပ်တော့ဘူးပြင်နေပြီနော်ဟေး1950အတွက်လာမယ်ဆိုရင်ဒါ3နေပဲရှိတယ်နော်ဆရာကပြန်ပြန်တင်တာโอเคအဲ့တော့တတိပါဆက်ပဲရထား1950မထည့်ဆရာလို့လဲနော်သူဆိုရင်ပတ်စံအတိတ်ထက်ထရာမထည့်အောင်မသိဘူးဒီဆရာဆရာပညာတင်ပြီးတောင်းချီနေရစပြီးတော့တိုးွားလာအများကြီးတိုးွားတင်းချီဖြစ်မြန်မြန်နော် 1950နဲ့လောက်ရအာ1950နဲ့ဆိုနည်းနည်းလေးပဲတော့ဘာမှထက်ဆန်မှုအာ10နဲ့ဆိုရင်ရယူဝအသက်50ဆာမနာ60ဆိုမီနန်တာဖြစ်ပြီးเนาะအသက်60ဆာမနာ80ဆိုမီနန်တာဖြစ်ပြီး10နဲ့ရောအသက်ရှည်နိုင်တယ်မလားဟုတ်တယ်မကောထောက်စဉ်းစားကြည့်ပေါ့မနေ့ကတည်မှဆိုရောအာလုံးမနေတော့ပေါ့ဟုတ်တယ်မဟုတ်တယ်မအဲ့တော့ဟိုအသက်20နဲ့ဆာမဆိုရင်အာအသက်30မှာမီနန်တာဖြစ်ပြီးဘောဟုတ်တယ်မလားအဲ့တော့စောစောစလေးနေစောစော enjoy လုပ်လုပ်ရနေနေ နော်စသော မိန်းများဖြစ်ကဘာစသောပတ်ရနေတယ်ကိုကတန်မာတဲ့အချိန်မှာနော်အာပြီးွားရင်မိသားစုကိုထောက်ပံ့ရတယ်အလုပ်ကိုချင်းချင်းထုတ်ရကိုမကြိုက်လို့စကားပြောစရာမလိုဘူးနော်အချစ်ပညာပူစီမှုရတယ်အဲ့လိုပဲအချစ်ပညာစသောတင်နေတယ်နော်စသောကလည်းဟောမိမ၃ယောက်ကိုမထိန်းနိုင်အောင်မဖြစ်တော့နော်အချစ်ပညာကောင်းတက်တော့မိမ၃ယောက်ကကြီးကြီးပြူပြူနဲ့နော်အင်းစစ်စစ်တွဲမှာနော်သူပင်အချစ်ပညာမတက်လို့ဒုက္ခရောက်နေတာအောက်ဖက်လန်ရဲ့ အောက်ဖဲလိုင်ရဲ့နာမည်ဖြစ်သွားယောက်ျားဖြစ်ပြီးတော့သူများအောက်ဖဲလိုင်လဲဒါမလုပ်တဲ့ကိစ္စเนาะယောက်ျားကောင်းယောက်ျားမြတ်ပညာရှိယောက်ျားအချစ်ပညာတတ်တဲ့ယောက်ျားဆိုရင်အဲ့ဒီ၃ယောက်ကိုအေးစစ်စစ်เนาะတွဲလို့ရပေါ်တင်တော့ရเนาะဘာမှရှုထားစရာမလိုကောင်မလေးကိုတိတ်တိတ်ရောက်စီစီမလိန်စရာမလိုเนาะအဲ့အချစ်ပညာအချစ်ပညာဒါထိတ်ဆုံးရောက်နေယောက်ျားရဲ့အချစ်ပညာဘယ် main ကလေးဆိုတာဖုံးပွဲပြီးတော့တွဲစရာမလိုဘူး 啊အကိုကကဘောင်းမှာအတော်ဆုံးစိတ်ထားရန်ပြေဝါเนาะတဘောကောင်းတယ်အကိုလူမျိုးရှာလို့မတွေ့အဲ့တော့အကိုရဲ့မိမဆဲရောက်တဲ့တယောက်ဖြစ်ရတာအញ្ញန်းခုံနေတယ်เนาะအဲ့တော့အကိုကိုကျမတယောက်နဲ့တင်းထားမှဆိုရင်တကူရောဆန်အញ្ញန်းကြဒါကြောင့်ဆိုအခုကြောင့်ကျမဘဝအရင်ပြောင်းတော့ပါအရင်ပျော်ရှင်သွားတယ်เนาะအဲ့တော့အကိုတစ္ဆာရှိစစ်ချစ်တဲ့လူလေးစားတဲ့ ကောင်မလေးတိုင်းလိုလိုညီမလိုထားနိုင်ပါလေဆိုပြီးတော့အဲ့လိုစိတ်သက်ဖြစ်သွားမှာမင်းကလေးကဒါအချစ်ပညာပဲအချစ်ပညာပဲနော်အဲ့ဒါအဲ့ဒါကြောင့် stock share တော့ပညာတက်မှာဆိုရင်အော်ဒေါ်လာဒေါ်လာတိန့်ချီဒေါ်လာမီလီယံနဲ့ချီမှအာအနားယူရမယ်အော်ဒေါ်လာ3မီလီယံ5မီလီယံရတော့မှအနားယူမယ်အဲ့အချင်းကြအသက်80 80ဖြစ်နေပြီဘာမှမလုပ်နိုင်တော့ဘူးပတ်စံမလုပ်ရှိရှိလေအချင်းမျိုးတင်နေတယ်ခမားမပတ်တော့တော့ stock investing call option put option advance option တက်မှာဆိုရင်ပတ်စံ1000တန်းထဲနဲ့ကဘာစပယ်ရနားယူရနားယူရနော်အဲ့ပညာကွာပါပြီအရန်ကွာပါပြီတာမလို့အဲ့အကြောင်းနော်အဲ့ပညာတက်ချင်ဆိုရင် stock investing call option put options advance option အစင်းနဲ့တက်ပါတက်ပြီးွားရင် day trading movement stock တက်မှာဆိုရင်ပညာအများကြီးအများကြီးဆုံးပါပါပြီပြီးတော့ဆရာလူမျိုးပဲအကွက်ရွှေ့တာတက်ချင်ဆိုရင် ဘယ်လိုမျိုး question ရမလဲဟုတ်တယ်မလားနောက်မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ် तू ပြောရင်ဘယ်လိုစကားပြန်ပြောမလဲအဲနော်အဲ့လိုပြန်ပြောလာမှဆိုရင်အော်ကိုပြောရမှန်းတယ်နော်ဒီအောက်ဖဲမလန်းတင်တော့ဘူးနော်ဆိုတော့နန်းစုရင်ဒီဆိုရလဲအာမှန်တယ်သူ့သူ့ဖော်စရာအကြောင်းမလိုဘူးနော်မဖော်နဲ့နော်အဲအဲ့လိုစကားပြောကြွယ်မယ်အချစ်ပညာတတ်မှဆိုရင်နော် तू ပဲအောက်ဖဲအလန့်မခံရတော့ဘူး तू ပဲယောက်ယောက်ျားဆိုးမဖြစ်တော့ဘူးနော်အားလုံးအကျိုးရှိရအမှန် တရားမှအမှတ်ပြောမှာဆိုအားလုံးအပြစ်ဖြစ်သွားတယ်ဆိုတော့ဘာကြောင့်ဖြစ်သွားလဲဆိုတော့အချစ်ပညာမတက်တဲ့အချစ်ပညာတက်လို့ဆိုရင်အားလုံးအပြစ်မဖြစ်တော့အားလုံးအစင်ပြီလေနော်အာဆရာအချစ်ပညာတက်တဲ့လောကမှာဆိုရင်တရားမှဘာမှ complaint မရှိအားလုံးအပြစ်ပြောရှိရှိမယ်အဲအကြောင်းအကွက်အကွက်တွေဘယ်လိုရွှေ့လဲတိကျတယ်ဆိုရင်နော်ဆရာဘာတွေဝယ်နေနေမျက်နေတိကျတယ်ဆိုရင်အာ ပညာတင်ပြီးသွားဆိုရင် option trading page လို့ကြောင်းရတယ်เนาะတင်နဲ့တက်ပြီးသွားဆိုရင်ပြီးသွားရင် advanced option page လို့ကြောင်းရပါတယ်เนาะအဲ့တင်နဲ့မတက်ဖဲနဲ့တော့မကြောင်းပါနဲ့။ဘာကြောင့်လဲဆိုတော့ basic concept တွေเนาะ theory ဆရာဘာကြောင့်ဒါလေးလုံးရတယ်ဘာကြောင့်ဒီလုံးရတယ် emotional ဩ psychology တွေတခြားမသိဘူးပညာကောင်းမသိဘူးဆိုရင်ဆရာပြောတော့ဘလောက်ပါအကွက်ရှွတ်ရှွတ်เนาะဆရာရှွတ်တယ်ရှွတ်တယ် ရက်ချင်မှမြင်ပါပါဆိုတော့အေးကောင်မလေးကိုဒီလိုမျိုးပြောရမယ်အဲဒီလိုမျိုးပြောဟုတ်တယ်စားကြောင်းဒါပေမဲ့ဘလို့လေတန်နဲ့ပြောရမလဲအဲတော့ဘလို့လေတန်ပြောဘလို့အချိန်ဒီမှာပြောရမလဲနော် the right time ဘယ်အချိန်မှာလောက်ရမလဲဆိုတော့မသိဘူးဆိုရင်ဆရာပြောတယ် sanders ဒီ sanders ဆရာဒီလိုမျိုးပြောလာပါဆိုမှာမကိုကပြောရလေတန်မပြောရမကောင်းဘူးဆိုရင်ကောင်မလေးကစိတ်ဆိုးပြီးပိုင်းရမှာမယ်နော်အဲအကြောင်း ပညာတက်တော့မှဒီပညာတေချာတက်တော့ဩဆရာဒီလိုလေတန်နဲ့ပြောရတာဒီလိုအချိန်မှဝင်ရတာဒီလိုအချိန်မှထွက်ရတာနော်အဲ့လိုမျိုးဆိုဆရာဒီလိုဝင်တယ်ဆိုဘာကြောင့်ဝင်တာလဲဩဘယ်လိုဝင်ရမလဲဘယ်လောက်ဝင်ရမလဲဘယ်လောက်ရောင်းရမလဲအကုန်တိပါမှဆရာဝင်တဲ့အတိုင်းအကုန်ရွှေ့တော့မှပို့ပြီးတော့မျက်မှောက်ကေပို့ရပါတယ်နော်တက်ချင်ဆိုရင် link တွေ description ကိုမှာရှိပါတယ်ပညာတက်ပြီးတော့မှ option patron advanced option ပေးထိုးကြပါ link တွေ YouTube video description 啊嘛，是嘛嘞？谢谢大家。